အားလုံးပဲမင်္ဂလာပါကျမတို့မချောစုလိုက်ပါဒီကနေ့မှာတော့ကျမရဲ့အတွေ့ခန္ဓာကိုယ်ကလိုအပ်တဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေအကြောင်းမျှဝေခြင်းအပိုင်းခုံကိုဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီအပိုင်းမှာတော့ဖြစ်ဆွဲအာဟာရထုတ်ကုန်တစ်ခုရဲ့စံချိန်အမြင့်ဆုံးတန်ဖိုးထားမှုတစ်ခုလို့တောင်ပြောလို့ရပါတယ်နော်မာတီဗီတာမင်7မင်နရယ်ဆိုတဲ့ဒီထုတ်ကုန်မှာကျမရဲ့အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေကိုအမျိုးအစားစုံလင်စွာထည့်သွင်းထုတ်လုပ်ထားတဲ့အပြင်ဒီအာဟာရတွေကိုခန္ဓာကိုယ်ရဲ့ရောက်သွားရင် ပြီးရောဆိုတဲ့လွယ်လွယ်ကူကူပုံစံမျိုးထုတ်လုပ်လိုက်တာမဟုတ်ပါဘူးအစီမာပျော်ဝင်တဲ့အာဟာရတွေကိုတတ်တတ်ရေမာပျော်ဝင်တဲ့အာဟာရတွေကိုတတ်တတ်သေးချခွဲထုတ်ပြီးတော့ထုတ်လုံမှုအစစ်စစ်ပြုလုပ်ပြီးတဲ့နောက်မှာသင့်လျော်တဲ့နေစနစ်နဲ့ပေါင်းဆက်ပြီးတော့အာဒီဗီတာမင်နဲ့သတ္တုဓာတ်တွေကိုဆေးတလုံးနဲ့မှရရှိအောင်အဲထုတ်လုပ်လိုက်တဲ့ပုံစံမျိုးပါနော်အရေးကြီးတဲ့အာဟာရတွေရဲ့အကြီးအသွေးနဲ့ထိရောက်မှုကိုအကောင်းဆုံးထိန်းသိမ်းထိန်းသိမ်းထားနိုင်တဲ့ နိပညာပါဒါကိုတပလီယာနိပညာလို့ခေါ်ပါတယ်ဒီတပလီယာနိပညာရဲ့ထောက်လောက်လိုက်မှုပုံစံဒီစေးတထောင်နည်းနေတဲ့အယောင်လိုက်နှစ်လိုက်နဲ့ပုံစံမျိုးပါ ဒါကြောင့်ဒီမာတီဗိုက်တာမင်ကိုသုံးဆောင်လိုက်တာနဲ့ခန္ဓာကိုယ်ထဲမှာရေမာပျော်ဝင်တဲ့အာဟာရတွေကတတ်တတ်ခွဲထွက်ပြီးတော့သူတို့လုပ်ငန်းဆောင်သားတွေအပြည့်အဝလုံဆောင်နိုင်မယ်အစီမာပျော်ဝင်တဲ့အာဟာရတွေကလည်းတတ်တတ်ခွဲထွက်ပြီးတော့သူတို့လုပ်ငန်းဆောင်သားတွေကိုအပြည့်အဝလုံဆောင်နိုင်မှာဖြစ်ပါတယ်ဒီမာတီဗိုက်တာမင်ဆန်မင်နရယ်ဆိုတဲ့ထုတ်ပုံကအစစ်မြင့်နည်းပညာနှစ်ခုကိုသုံးပြီးတော့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲရောက်ရှိသွားတာနဲ့အဲဒီ အာဟာရတွေကိုပြေဝစွာရရှိမယ်အလေအလွင့်မရှိဘူးအနေထိုင်မှုတွေလည်းမရှိဘူးစူးစီးမှုတွေလည်းမဖြစ်ပေါ်ဘူးเนาะမဖြစ်ပေါ်ဘူးဒါကြောင့်အတော့လူတိုင်းသုံးဆောင်သင့်တဲ့ထုတ်ကုန်တစ်ခုဖြစ်ပါတယ်ဒီမာဒီဗိုက်တာမင်ဆန်မီနရယ်ကိုသုံးဆောင်ရခြင်းအပြင်အဲအုံနောက်နဲ့အာယုံကြောကျန်းမာရေးတွေပိုကောင်းလာမယ်အမြင်အာယုံပိုကောင်းလာမယ်အယိုးနဲ့သွားကြမာရေးတွေကောင်းလာမယ်။သွေးကြောတွေနဲ့ဒီနှလုံးရဲ့ကြမာရေးပိုကောင်းလာမယ်။ခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေပိုပြီးတော့ကြမာလာစေမယ်။ ကြွက်သားတွေပို့ပြီးတော့တံမာလာစေမယ်เนาะခန္ဓာကိုယ်ကရေတက်ထိမ့်သိမ်းထားနိုင်မှုပို့ပြီးတော့ကောင်းလာစေမယ်အစာရေဦးလန်းချောင်းကျန်းမာရေးတွေပို့ပြီးတော့မှကောင်းလာစေမယ်ရိုးစက်ပွားကျန်းမာရေးပို့ပြီးတော့ကောင်းလာစေမယ်ခန္ဓာကိုယ်ရဲ့ဟော်မုန်းထုတ်လုပ်မှုမှာဟန်ချက်ညီလာနိုင်စေတယ်အာပြီးလို့ရှိရင်ဒီအရေပြားတို့ဆန်သားတို့ခြေသက်လက်သက်တို့ပေါ့เนาะဒီကျန်းမာရေးတွေပို့ပြီးတော့ကောင်းလာစေမှာဖြစ်ပါတယ်တော့ဒါကြောင့်ခန္ဓာကိုယ်ကြီးနေ့စဉ်ဘဝကျန်းမာဖို့နာတာရှိယောဂမဖြစ်စေဖို့အတွက်အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြည့်စွက်အာဟာရထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ဒီနေ့ရဲ့မာတီဗိုက်တာမင်းဆန်မင်နရယ်အကြောင်းမျှဝေမှုလေးရတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှာတော့ခန္ဓာကိုယ်ကျန်းမာဖို့အတွက်နောက်ထပ်အရေးကြီးတဲ့ခန္ဓာကိုယ်အကျိုးပြုပွန်းပွားလေးတွေအကြောင်းမျှဝေပေးသွားဖို့ရှိပါတယ်။မိတ်ဆွေများအားလုံးယောဂဗျာတွေကင်းဝေးပြီးတော့စိတ်နှလုံးအေးချမ်းကြပါစေရှင်။